နမရတော့တလိုင်းနမရလေးပြေပေါ့လက်ရှိတာဝန်ထမ်းဆောင်နေရတော့စနိုက်ပါကောင်းဆောင်ဒီနေရာမှာတာဝန်ထမ်းဆောင်နေတလိုင်းထဲကိုပထမဆုံးရောက်ရှိခဲ့ရတော့ကျွန်တော်တို့ရှင်းရှင်းပြရင်ဘယ်လိုပြောမလဲမတရားတမှုကိုမလူလာတဲ့အတွက်အဲ့ဒါကိုလုပ်တယ်ပြီးဆန္ဒပြတယ်ဆန္ဒပြနေရင်လည်းတလန်းဒီအလုပ်တွေလုပ်ဖြစ်တာပေါ့အဲ့ဒီအရင်ကနေထွက်တဲ့ဆိုကြတော့အဆင်ပြေမှုတော့ပဲရှိမှာအခက်အခဲတွေတော့အမျိုးမျိုးကြုံရတော့ပထမဆုံးကြုံရတာကတော့ စားတော့အနေထိုင်အဲ့ဒါတွေပဲစကြုံရတာပေါ့။ဒါနဲ့အခက်အခဲတွေတော့အများကြီးပါကြုံရတာတော့။ဘာလို့ကဲတုံဆိုတော့ထိတ်ဆုံးတွေ့ရတာတော့အစာငက်တာပေါ့အဲ့ကိရိယာပေါ့။ထွက်ပြေးရတာတော့ဒီကူတော့ပြေးရတယ်ပြင်ဟိုချိတ်ဆဲရဒီချိတ်ဆဲရပွဲအတွေ့အကြုံပြောရရင်တော့များပါတယ်။အမျိုးမျိုးပါပဲ။တိုးတိုက်ပွဲမှာလည်းအဲ့လိုပဲပေါ့။ထိတ်ဆုံးရင်ဆိုင်ရတာကိုရီးယားတော့အင်ဇွန်ကတော့ဖိုက်တာလောက်တာပေါ့ဖိုက်တာလောက်ရင်လည်းအဲ့ချိန်တော့လည်း9ရက်လုံးလုံး9ရက်လုံးလုံးမှာသမင်းသမင်းဆိုရင်ကျွန်တော်တို့ ုံးနဲ့ပေါ့ရေဆိုလဲမိုးသာရွာတာဒါမဲ့ရေကတောက်လို့မရအောင်တောက်စရာရေမရှိဘူးပေါ့အဲ့လိုနဲ့ပဲတော်တိုက်ခုနှစ်ရက်လုံးမှအမှထမင်းအများဆုံးစားရ၄နက်ပေါ့အဲ့လိုနဲ့ပဲတိုက်ခဲရလည်းရှိတယ်ခုနှစ်ရက်လုံးလုံးဆိုတော့ကိုကကိုကဖွင့်လည်းမတွေ့ဘူးကိုရေလှောက်ရှားစစ်ကြောင်ပျောက်ကြားအနေနဲ့နောက်ွယ်အနေလိုက်ကစားနေတော့တခါလေးကျရင်ရန်သူကြားထဲရောက်လို့ရောက်ရောက်လို့ပြန်ထွက်ပြေးနေကိုလူနဲ့အချိန်ဆက်မရအချိန်ဆက်မရတော့အမှကြီးစံနေကုန်တာလေရောအမျိုးတွေကြောင့် ဒါထဲမှာအခက်ခဲတွေတော့များရဲ့ပေါ့ခလေးကြတော့လေဒါပြမှန်လို့ဆိုမှတောင်ပေါ်မှာအိတ်လိုက်တာခွေးကစကောင်စီကအောက်အောက်ကနေတောင်အောက်ကနေဖြတ်သွားတာကိုမသိလိုက်ဒါမဲ့အရှင်တို့ကလည်းကံကောင်းတယ်ပြောမှာပေါ့အဲ့လိုမျိုးကိုဒီမှာလည်းကြည်စံတယောက်တစ်ပေါက်ပဲကျန်တော့တာလူကလည်းပြမှန်နေအဲ့ဒါ၅ရက်မြောက်နေမှာပေါ့ဒါပြမှန်နေအစားလည်းငက်လူကလည်းနေတာအောင်အရှင်တို့ကသွားတာကြောက်ကြကစားတာဆိုတော့အရှင်တို့ကကစားရင်းနဲ့ကို ကြည်ပေါက်လည်းနဲအစာလည်းမစားရလူလည်းလူလည်းအင်းအားနဲတာဆိုတော့ဘလို့မလို့လို့မရအောင်အဲ့တညမှာအကုန်လုံးကကျင်းဆောင်နေတန်လန်းနဲ့ကိုအိပ်ပျော်သွားကြတာပေါ့ကံကောင်းတာအရှင်ကစီကောင်းစီကအဲ့တောင်ကိုမတက်ရနဲ့အောက်ခြေအနေပဲဖြတ်သွားလို့အဲ့အင်းအားအရှင်ကသူတို့ဖြတ်သွားတော့နေရပေါ့ကိုယ်မှရှိတာတော့အများဆုံး6ယောက်ပဲရှိဘူးအများဆုံးပဲဒါပေမဲ့6ယောက်လုံးပြန်မနေပြီဆိုတော့အမျိုးအခက်ခဲလေးပေါ့ ပြီးတော့အစာတောက်တွေမရောက်တဲ့အခက်ခဲတွေရောက်ခဲ့ရင်လည်းအဲ့ဒီအစာစာတူးနေပြီပေါ့ရှင်ချင်းပြောအဲ့ဒါလည်းစားခဲ့ရတာပေါ့အဲ့မျိုးလို့ရင်လည်းဒီဆိုရင်တော့ငငမရဘွတ်အိုင်ဘွတ်အိုင်တွေလည်းကုံတောက်ရတာပဲအဲ့မျိုးတွေပေါ့အဲ့မျိုးတွေဒီကိုနည်းနည်းရင်ဆိုင်ခဲ့ရတာပေါ့ဒါပေမဲ့အခက်ခဲလို့တော့ပြောလို့ရပြီမဲ့ဒါပေမဲ့ဒါကိုညီညီလို့မမြင်ရတာဘာလို့ဆိုတော့ရေပေါ့အများကြည့်သူအတွက်ကိုရီးယားကိုကြိုးလုတ်ပေးနေတာဆိုတော့ဒါလည်းမညီညီပါဘူးလို့အဲ့ခံယူချက်ကဘယ်လိုလဲဆိုတော့ ဒီတော့နဂုကရိယလည်းကျွန်တော်တို့ကမတရားသမှုကိုတော်လန်တာဆင်းအာနာရှင်အာနာရှင်ဆန္ဒကိုကျွန်တော်တို့ကတော်လန်တာဆိုတော့ဒီအာနာရှင်ကိုမလူလားလို့ပဲလားတော်လန်တာပေါ့အဲ့လိုပဲပြောရမှာပေါ့စနစ်တွေပေါ့အဲ့ပေါ့ဒီစနစ်တွေမကြိုက်လို့ပေါ့ကျွန်တော်တို့ဒီလိုတွန်းလိုက်ရခြင်းဖြစ်တာပေါ့အမှန်တော့လူလူရှင်ကတော့ကျွန်တော်တို့မုန်းတာမဟုတ်ဒီစနစ်ကိုလုံနေတဲ့လူတွေကိုပေါ့ကျွန်တော်တို့ကမကြိုက်တာပေါ့တော်လန်ကြီးကျွန်တော်တို့လုံနေတဲ့ရေဖို့တွေကပြည်သူတွေပါပြောရှင်လဲဆိုတော့အဲ့ပေါ့ကျွန်တော်တို့ကလည်း တရားမြတ်တမှုကိုလုပ်ပေးနေတယ်ပြည်သူတွေကလည်းကျွန်တော်တို့ပြန်ငဲ့ညာထောက်ပံ့ပေးပါလို့အဲ့ဒါပဲရှိမှာပေါ့ဒါလို့ကျွန်းကိုင်းမိကိုင်းကျွမီအပြန်လန်လုပ်လုပ်ပြီးတော့ညမြန်မြန်ပြီးမှာပေါ့ဆရာအနာအနာရှင်နေအရင်အမြန်ဆိုအမြင့်ပြုံးမှာပေါ့ဒါပြည်သူလူထုရဲ့ထောက်ခံမှုလည်းလိုတယ်လေနော်ဒီပြည်သူလူထုလိုလားတဲ့ဒီမိုကရေစီတို့တရားမျှတတဲ့ဒီမိုကရေစီဆိုတာကျွန်တော်တို့အချိန်ကြမ်းမှာတကယ်ပေါ်ဆောင်နိုင်မှာပါလို့ ခဲ့။တော့အလဲပိုင်းတပ်စစ်ဌာနချုပ်အလဲပိုင်းနဲ့ထူးစစ်စင်တပ်ဖွဲ့ P3998 မှာရဲဘော်စင်ဖြစ်ပါတယ်ဗျ။ဒီအာနာသိန်းနာဂျုံကတော့အာနာသိန်းနာဂျုံကတော့ကျွန်တော်အာနာသိန်းဆဆာချင်းဂျုံတော့အာနာသိန်းနဲ့ဆိုမသိနေ။အပိုင်းကျတော့ဖိနေချုပ်ချေတာများလား။အဲ့အဖေတို့မေတို့ချုပ်ချေတာပေါ့မကြိုက်ဘူး။ကျွန်တော်လူငယ်ဆန်ဆန်ပဲလူငယ်တွေမကြိုက်ကြဘူး။ဒါမဲ့အဲ့ဘိုးကြောင့်ဆန်ပြောခဲ့တဲ့စကားတိုင်းပဲတောင်းလူမြန်တိုက်ယူမယ်ဆိုတဲ့ပုံစံတိုင်းပဲအဲ့ဒီကြောင့်ကျွန်တော်တို့ရေးဒီတော်လိုင်းကိုလောက်ဖို့ဆိုပြီးတော့ကျွန်တော်ဒီတော်လေးကိုရောက်လာကြတယ်။ကျွန်တော်ဆပြီးတော့အဲ့အထွက်လာကြတဲ့ကတင်းနဲ့တင်မရှင်းနဲ့ရှင်းပြန်နိုင်ခြင်းမနဲ့အင်ပြန်နိုင်နေ ပြင်ဟို negative mind back ကပြောမယ်ဆိုလို့ရှိရင်တေလူနေနဲ့ပေါက်ကိုမှတ်ပြီးကျွန်တော်တော်ရထွက်လာကျွန်တော်တေးတေးရှင်းရင်တိုက်မယ်ကျုံးမယ်ဆော့မယ်ဆိုပြီးကျွန်တော်တော်ထွက်လာကြတယ်ဘယ်လိုဆုံးဖြတ်ချက်လဲကျွန်တော်တို့ရောက်လာကျွန်တော်ဒီတော်လိုင်းကြီးနဲ့ရောက်လာတော့ကျွန်တော်စပြီးတော့ခုကားစားဆိုတော့တည့်ရတဲ့တိုင်းပဲ2021 2022တော့ခုကားစားဆိုတော့တည့်ရတဲ့တိုင်းပဲကျွန်တော်လူလူလေးလာကင်းမဲ့တဲ့နေရာကိုဟိုပုံရှုပ်ကိုရှုံမှာတွားနေရတယ်အပြည့်ကျအခက်ခဲပေါင်းမြောက်များစွာရှိတယ်တောင်ပေါ်မှာစကန်တည်ထားတာဖြစ်တဲ့အတွက်ကြောင့်အခု တောင်တက်ရတဲ့ခီအဲ့လိုမျိုးရှိရပြီးကျွန်တော် training လောက်ရမယ်ဆိုရင် training queen ကောင်းကောင်းမရှိတော့တောင်ထိတ်မှတက်ပြီးကျွန်တော်တောင်ထိတ်ကွက်တာဒီကျွန်တော်လည်းအဲ့လိုတော့ဒီပြဿနာအဓိကကျွန်တော်ဆိုလို့ရှိရင်ဒီငွေကလေးကကြောက်ကတ်တိတ်မကောင်းဒါပေမဲ့အရေးကြီးတောက်ရအရေးဆိုမဲတုံးတာမဲနောက်ပြီးကျွန်တော်အဲ moving ဆိုလို့ရှိရင်ကျွန်တော်တောက်ချင်ရေးမရှိအဲ့ကြတော့ကျွန်တော်စမ်းချောင်းလေးရထွက်တဲ့ရေကိုကျွန်တော်တမိုင်လောက်ခီးလမ်းလျှောက်ပြီးကျွန်တော်ရေဘူးလေးတစ်ခုတော့ထမ်းရတယ်ရေကိုငိုင်းလောက်နေမှာတပူးလောက်ပဲတောက်ရတယ်ကျွန်တော်အဲ့လိုခက်ခဲရှိဒါအဆောက်အအုံကျွန်တော်တောက်ခွေတဲ့အချိန်အခုနေ့ချိန်ကဆိုလို့ရှိရင်တော့ ကုန်စည်နှုန်းကြီးမြင့်လာတာရောဗိုင်းတော့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီဒီစားနေရေးကအခြေအနေတွေအဲ့လိုမျိုးခက်ခဲလေးတွေရှိတယ်ပြီးတော့ကျွန်တော်တို့ဒီအာလက်နဲ့ခဲရံဘက်ကိုကျွန်တော်တို့အားတာပြီးတော့ကျွန်တော်အသားပေးပြီးတော့ကျွန်တော်လုံးဆောင်နေကြရတာဖြစ်တဲ့အတွက်ကြောင့်တော့ဒီစားနေရေးကခက်ခဲအခြေအနေတွေအဲ့လိုမျိုးတွေတော့ရှိတယ်ပြီးကျွန်တော်တို့နေထိုင်နေထိုင်ဆိုတာကျွန်တော်ဘယ်လိုလဲဆိုရင်အရင်တော့ကျွန်တော်တို့ပုံမှန်ကျွန်တော်တို့မိုးဟိုဟာတို့မိုးပြင်အောင်မြင်ငင်းကနေကျွန်တော်တို့နေခဲ့ကြတယ်အခုအချိန်မှာကျတော့မိုးကအကာလေးနဲ့ကျွန်တော်တို့နေကြရတယ်လေတိုးမိုးတို့ဒါမဲ့ကျွန်တော်လုံချင်တာတခုကျွန်တော်တို့ ဟိုဖြစ်ချင်တာလုပ်ချင်တာဆန္ဒတစ်ခုတည်းနဲ့ကျွန်တော်တို့ဒီမှာနေကြတယ်ရက်တည်ကြတယ်အဓိကတော့ကျွန်တော်တို့ဟိုတော်လိုင်းလုပ်မယ်ဆိုလို့ရှိရင်တော့ခံယူချက်အပြင်ကိုကျွန်တော်တို့ရခံစားချက်နေပြီအဲ့ဒီကျွန်တော်တို့ဒီကောင်းနေနိုင်အောင်နိုင်မယ်ဆိုပြီးတော့အဲ့လိုမျိုးကျွန်တော်တို့ရတွေ့ပြီးတော့အခက်အခဲတန်းကျွန်တော်တို့ကြော်ဖြတ်တယ်ပြီးရင်ကျွန်တော်တို့ကြာသွားတဲ့ညီကိုရဲဘော်တွေရဲ့တပ်ပေါ်ကျွန်တော်တို့အမြန်တနည်းတစ်ခေါက်ပုံမှန်ကြည့်ဖြစ်တယ်အဲ့လိုမျိုးအခက်အခဲနဲ့ကျွန်တော်တို့ကြော်ဖြတ်တယ်လက်ရှိကတော့ကျွန်တော်ဗန္ဒာရှာဖွေတာဝန်ကျွန်တော်ဖန်ဆောင်နေပါတယ်ကျွန်တော်တိုင်ရင်ရဲ့ဒီလက်နက်ခရရမဲ့ဖြစ်ဖြစ်စားနေရေးခါပဲဖြစ်ဖြစ်အခြားဖြူတွေတုံးကြီးတွေလိုအပ်တာဖြစ်ဖြစ်အဲ့ဒီ ခါပေါ်တယ်အဲ့ဒီမှာကျွန်တော်တို့လိုအပ်တဲ့ဒီအဓိကခြေခံလိုအပ်ချက်ဖြစ်တဲ့ကျွန်တော်တို့ရဲ့ငွေပေါ့အဲ့ဒီငွေပိုင်းဆိုင်ရာကျွန်တော်တို့ရာဒီတာဝန်ပြုတဲ့ဖြစ်ရှင်ပြနေရတဲ့ကျွန်တော်တို့ကဏ္ဍရှာကူရေးပေါ့ကြောက်ပါကျွန်တော်တို့ဒီတိုက်ပွဲပထမအောင်ဆုံးသွားတဲ့တိုက်ပွဲမှာလည်းကျွန်တော်တို့လန်လာလန်လာလို့ပြောလို့လဲဆိုတော့ကျွန်တော်ပွဲလန်လာလန့်သွားတော့မဟုတ်လန်လာဘယ်လိုလဲဆိုလို့ရှိရင်ဟိုအခြားဒီမဟာမိတ်အဖွဲ့နဲ့ကျွန်တော်တို့ပေါင်းပြီးတက်ရတဲ့ခါဆိုရင်တယောက်နဲ့တယောက်တင်းချိတ်ဆက်မှုနည်းနည်းအနေငယ်အားနေသွားတဲ့အချိန်မှာကျွန်တော်တို့ချီတော်လက်ချော်ဖြစ်တဲ့အခြေအနေမျိုးလေးအဲ့လိုမျိုးဖြစ်တာပေါ့အဲ့ဒီမှာကျွန်တော်တို့ အားချင်းပြန်ပြီးတော့ကျွန်တော်ပြန်ဆုတ်တာမျိုးပြန်ပြေးရတာပြန်ဆုတ်တာမျိုးပြန်ဆုတ်တယ်ဆိုတော့ AC အခြေအနေကိုပြန်ပြေးလာတဲ့အခြေအနေမျိုးဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်အရန်ချေရတဲ့တငယ်ချင်းတယောက်ရှိတယ်အဲအဲ့ဒီကောင်ကတာကြီးတဲ့ငါးနာလေးကိုလာကွယ်လဲတယ်ဆိုဒီကောင်ကွယ်နေရဲ့အကာကွယ်ရလဲတိတ်အကြီးတော့မဟုတ်ဘူးလေးလက်မပတ်လဲလောက်ရှိတယ်တက်စီဦးတိုင်းလေအကာဟိုဟွာဖြစ်တယ်ထင်တာဟိုလုံးမဲ့ထင်တာဒီကောင်ကတာကြီးတမင်းကခဏမှီနေတယ်အမောဖြီတယ်ကျွန်တော်ရှိရမိုင်းဟိုဟာနှစ်မိုင်သုံးမိုင်လောက်ဒါရှော့ပြီးပြီးဆုတ်တာတနေ့ကိုနှစ်ရက်လောက်လည်းထမင်းမစားရသေးဘူး တော့ဆက်ပြီးပြီးဆုတ်လာတယ်ဒီကောင်းဒီကောင်းကမှမိနေမိနေပြီးတာကြီးချင်းနေမကောင်းတော့လစ်မယ်လို့တွားတွိုင်းတွိုင်းတွိုင်းနဲ့နှစ်ကောင်းသားလက်ဆွဲပြီးကျွန်တော်ပြေးဒီကောင်းကျွန်တော်ကြံခဲ့တော့မပြတ်ကြံခဲ့တော့မှတီးလက်ဆွဲပြီးခေါ်ပါလက်ဆွဲပြီးခေါ်တယ်ခေါ်လို့ပြတယ်ဒီကနေ first first ကနေဆွဲပြီးခေါ်ပါခေါ်ပါနေမှာတာကြီးလည်းနေကြီးတော့တအားကြံနေပြီးထားပြီးလိုက်အတန်နဲ့နားဆွဲဆိုပြီးကျွန်တော်အတန်လည်းဘာမှမကြတော့မျိုးလုံးတွေတအားပြရတယ်ဒါအားကြီးပြတ်တယ်အဲ့ဒီချိန်ကျတော့မှအနာနာကို81လာကြအုံးနှစ်ကောင်းသားဘာမှတော့မဖြစ်တော့ဒါပေမဲ့ဒီဘက်နံပါတ်ပြီးနံနံပြီးကတော့အောင်းပါအခုချိန်ကအောင်းတယ် ဒီဟို6000နဲ့ဖြတ်ကန်ပြီးတော့ကျွန်တော်2000လောက်ကိုထောင်ထားတဲ့ဒီဒီကျွန်တော်ဟိုမြောင်းထဲမှာမိုင်းနေထောင်ထားတယ်အဲ့ဒီထက်ထဲကြတော်တယ်အိုင်မိုင်းနေတော့မကွဲလိုက်ဘူးဒေတာမိုင်းနေဆိုဆိုကျွန်တော်တို့ခလုံးနေမှာကွဲမယ်ဆိုဆိုမိုင်းနေတော့မကွဲလိုက်ဘူးဒါပေမဲ့နှစ်ယောက်ကတော့အဲ့ထက်ကိုကန်ထုတ်လိုက်တဲ့အတိုင်းပြစ်ကြတနက်တရောဖက်တရောကိုကျွတ်ထောက်ကုန်တာအဲ့ဒါအဲ့ဒါပြန်ကောက်ပြန်ကောက်ပြီးတော့ကျွန်တော်တို့တွေထွက်ပြေးတယ်ထက်ထက်ပြီးတော့ထွက်ပြေးတဲ့အချိန်မှာလမ်းဆုံးလမ်းဆုံးမှာကျွန်တော်တို့ကြီးကြီးပဲဒီဂျင်းနဲ့ငါတို့ခုံချနေမယ်ဆိုအဲ့ဂျင်းနဲ့မှာနှစ်ယောက်ခနာဝင့်ဝင့်နေပြီးကျွန်တော်တို့က တိုက်လို့မင်းဒီညမှာလဲတဲ့ဟိုဟာမလုံးကြုံနဲ့ဆိုပြီးတက်စိန်မှာပြောတော့အဲ့ကနေထပြီးတော့အထွက်ခြေလန်း၃လန်း၄လန်းစာပဲရှိတယ်အဲ့နေရာ1 2 2ကြာအမှန်တကယ်အဲ့နေရာလက်နေကြီးခဏခဏကြာနေကြီးဖြစ်နေဒါမှကျွန်တော်ကအဲ့ဟိုတောင်းနေနေလိုက်တာအဲ့မဲ့ဟိုအသက်ပြေးရပေါ့အသက်ပြေးရအဲ့လိုမျိုးလေးကက်တီလေးလွတ်လာတယ်အဲ့ပြောကြအဲ့အဲ့အချိန်မှာပဲတောင်းချောက်ကျွန်တော်တို့ဘန်ကာထဲမှာကိုလူတွေပြန်ဆုတ်လာပြီးဆိုဆိုပြီးကျွန်တော်ကျွန်တော်တို့ပြန်ပြန်ပြီးထောက်ပြီးနေတဲ့အချိန်မှာဟိုပထမဦးဆုံးထပြီးတော့ထောက်တယ်ကိုလူတွေရှေ့မှာဒီလာနေဆိုတော့ ပြောင်းကိုလူတွေတော်ရဲဆိုရင်ခဏပြောင်းအောင်ပြန်ချပြီးဆိုတော့ကိုလူတွေရှင်းသွားပြီးဒီကောင်လေးတက်လာလို့ပြစ်မယ်ဆိုပြီးကျွန်တော်ထပြီးပြစ်တဲ့အပြစ်ဒီကောင်စနိုက်ပါကြီးဖြတ်ခေါင်းသားနဲ့စနိုက်ပါကြီးကတော့သဖင်တော်မိတောင်ပါနောက်ကအုပ်နေရတော့အပေါက်ကြီးကြီးဖြစ်တော့အုံးဆိုအဲ့အဲ့ဒါတခုပြီးတော့ဆက်ကစားကုန်တိုက်ပွဲသွားတဲ့နေ့မှာပဲတည်တိဝင်ခိုးလာခွေးနဲ့မျက်နှာချင်းဆိုင်တောင်ကိုမှာတည်ရပညာကြီးပဲအပြစ်ပြန်တည်တိမှဲ့နေတာဘသူမှမခူးဆိုတဲ့ဒါအဲ့နေရာအနေမကင်းလို့ဆိုတော့ကျွန်တော်မတုံးတက်မိ I'm a varsity uniform နေတာတိကျချုပ်ပြီးတော့ဘောင်းမီတို့အိမ်တို့နဲ့တက်ပြီးခိုးလာ ဟိုခွေးကနေကိုအုံးသူပြစ်ချရတယ်တည့်တီးကတော့နောက်ကတည့်ပြီးတော့ဖွာဆုပ်ပါတယ်လူကတော့ဘာမှမဖြစ်လိုက်အဲ့လိုချင်းနေတော့အသက်ပေးကျွန်တော်တို့3កောက်4កောက်လောက်ကျောင်းပါပထမဆုံးတိုက်ပွဲမှာကျွန်တော်တို့တနက်တွေလည်းပြက်သွားလို့ဆိုကျွန်တော်တို့နောက်ရင်ပြန်လာတဲ့အချိန်မှာအတောင်ရှောက်တောင်ရှောက်တောင်ရှောက်ကျွန်တော်တို့တည်မယ်ဆိုလို့ချင်းတော့တည်လို့ရတာပေါ့ဒါမဲ့ဘုရားသခင်ကကျွန်တော်တို့လက်မခံနေပြီးတော့ကျွန်တော်တို့ဒီတိုက်ပွဲမှာကျွန်တော်တို့ဆက်ပြီးတိုက်လို့ရနေပြီးရယ်အပြည့်ကျွန်တော်ရှင်ကျွန်တော်တို့ပြင်းပြခွင့်ရနေပြီ။တော်လိုင်းပုံမှန်ထားတဲ့ခံရက်ကကျွန်တော်တို့ရှင်းရှင်းလေး ကျွန်တော်စကားတော့လုံးអော်ခဲ့ရကျွန်တော်တို့ loose statement take action အပြောတွေမလို့ကြည့်အလုံးနဲ့တက်ပြီးကြတာအခုစားမှာကျွန်တော်တို့လူငယ်တွေမှာအနာဂတ်ရှိရဆိုပြီးကျွန်တော်တို့អော်ခဲ့ရကျွန်တော်တို့ဒီဒေါ်လာရင်းလာတာရှင်းရှင်းနဲ့ကျွန်တော်တို့နာကကျွန်တော်တို့လာရှာအိမ်မာနေကျွန်တော်အခုချိန်တော့ဘာဖြစ်နေမလဲဆိုရင်ကိုယ့်ကိုယ်တော်မှာတွေးလို့မရလမ်းပြောက်တဲ့កောင်လမ်းစားပြောက်တဲ့កောင်ဖြစ်နေအဲ့တော့ကျွန်တော်ကျွန်တော်တို့ညီကောင်မှာလာဒီတရင်နဲ့ရောက်လာဆိုလို့ရှိရင်အားလုံးပုံဖက်ပြီးကျွန်တော်သွေးမတော့လေကျွန်တော်တို့ရဲ့တက်ဆာမထူထားလေကြောင်းနေတဲ့အချင်းချင်းတက်ဆာရှိကြတယ်ကျွန်တော်တို့ရဲ့မိကိုကြီးပေါ့အဲကျွန်တော်တို့ဒီတော်လိုင်းရေးပုံမှာထားတဲ့ ဒီထိုင်ချက်ကဘယ်လိုပြောလဲဆိုတော့ကျွန်တော်တို့လေရင်ပန်းနဲ့တိုက်ပါရင်ပန်းနဲ့တိုက်ပါအုံနောက်နဲ့မတိုက်ပါဘူးအုံနောက်နဲ့တိုက်နိုင်ငံသမားဖြစ်သွားပါမယ်ရင်ပန်းနဲ့တိုက်မှဒေါ်လာသမားဖြစ်မှာအဲ့ဒါကြောင့်ကျွန်တော်ဒီလိုပြောချင်ပါတယ်မိဘပြည်သူတွေအရန်ပင်ပန်းနေကြတယ်ဒါပေမဲ့အခုချိန်ကြီးတွေဆက်လုပ်နေတယ်ပဲကျွန်တော်တို့လည်းအရန်ပင်ပန်းနေကြတယ်ကျွန်တော်တို့အခုချိန်ကြီးဆက်လုပ်နေတယ်ပဲဒါကြောင့်လည်းအဖေကကျွန်တော်ရှင်းရှင်းနေကြုံမခံလို့ကျွန်တော်တို့တော်လှန်မယ်ကျွန်တော်မိဘပြည်သူတွေလည်းကြောက်ရွံ့မလို့ ကြောက်စိတ်ကိုမွေးထားတာကောင်းတယ်တော်လန်တတိတော်လန်အတိနဲ့ကျွန်တော်တို့လုံကြတာကန်ကြတာကောင်းတယ်အလန်နဲ့ထောင်ပြီးကြတဲ့ကကျွန်တော်တို့အားလုံးတိုက်ပွဲတွေစတယ်မြို့တိမ်မတိုက်ပွဲမဟုတ်ပါဘူးတိုက်ပွဲတွေဖြစ်မှာတိုက်ပွဲမဟုတ်ပါဘူးကျွန်တော်တို့လက်နဲ့ကန်ပြီးတော့တိုက်ကြတယ်ကျွန်တော်တို့တွေကတော်လန်မှာလက်နဲ့ကန်ပြီးတိုက်တယ်ကျွန်တော်တို့ပြပပီတူတွေက speed out လုပ်ပြီးကြတယ်ပြီးကျွန်တော် silent strike ဆိုပြီးတော့ကျွန်တော်ဒီ strike တွေတိုင်းမှာတပိတ်တွေတိုင်းမှာအမြဲတမ်းပါဝင်ပြီးနေကြတယ် ဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ဘီဘပြည်သူတွေကလူဒုတော်လှန်ရေးနဲ့တို့တို့တွေတိုက်ပွဲဝင်ကြတယ်ကျွန်တော်တို့ကလက်နက်ကင်တော်လှန်ရေးနဲ့ကျွန်တော်တို့တိုက်ပွဲဝင်ကြတယ်ကျွန်တော်တို့ဘီဘပြည်သူတွေအားလုံးအတင်းထားကြတယ်တော်လှန်ရေးကများမကြမီချင်းပြမှာပြီးတော့မှာအားလုံးကကိုယ့်ရဲ့လက်ထဲမှာရှိတဲ့လက်တဆုပ်စာကျွန်တော်တို့ကလူနည်းစုတစုကိုဒီကောင်းနေတဖြည်းဖြည်းနဲ့ပေါင်းကျင်းအောင်ကျွန်တော်တို့ဘက်ကလက်ထဲမှာအားတော်တော်စုစည်းပြီးတော့ကျွန်တော်တို့ဒီကောင်းနေစုပ်ပြီးတော့ကျွန်တော်ဖြူချလိုက်ပြီဆိုလို့ရှိရင်တော့တော်လှန်ရေးအစ်စ်ကားဝါဒီမှာ11နဲ့ထူးထူးစီအဖွဲ့ ်ပီ391အိတ်မှရေဘော်တစားဖြစ်ပါတယ်။အကျဉ်းချတော့ရောက်လာလဲဆိုတော့အမားတို့ကအာနာတင်လိုက်တဲ့အချိန်အရင်စပြီးတော့ဟိုသူတို့ဆန္နာပြတယ်ဆန္နာပြပြီးတော့လီကွားကင်ပြီးတော့လဲဆန္နာပြလို့မရတဲ့အစုံမှာလီကွားကင်ပြီးတော့အမားတို့တလန်ဝင်းတလန်ထွက်လိုက်ပြီးတော့သူသူနဲ့ထိတ်ထိတ်တွေ့သေးတယ်ပေါ့ထိတ်ထိတ်တွေ့တွေ့ပြီးကျန်မှလောကမီးရတော့အမားတို့ပြန်ဆုပ်ပြန်ဆုပ်သူတို့မှလက်နဲ့ပါတာဘူးသူတို့မှဂန်းနေပါတော့ကြောင့်မပြန်ပြက်တယ်ကွာပြန်ပြက်တော့ကိုယ်ရဲ့လက်နဲ့ကိုယ်ရဲ့လေးကွာပဲရှိတာဘူး ။အမှုစုကြတော့အမတို့တန်တန်ပြန်စုပြီးခင်မှာလုံအောင်သူတို့ကလည်းဒီအမတို့ပိုက်ဆုထားတဲ့လမ်းလေးကိုအကိုလုံးကိုဖျက်ပြီးွားပြီကွာ။ဖျက်ပြီးွားပြီဆိုအမတို့မှထပ်တူးလို့မရတော့ကြည့်သူတွေလည်းကြောက်ပြီကွာ။အမှုစုကြတော့နောက်ပြီးတော့မှအမတို့အဲ့လိုမျိုးလုပ်နေတဲ့အချိန်မှာအမတို့ရဲ့တလေးတွေအများကြီးတည်တယ်အိမ်ဒီမှာလေ။အမ ्याय လည်းတိခဲရတယ်တော်တော်လေးတိခဲတော်တော်လေးလည်းဝမ်းနေဖို့ကောင်းတယ်အမားတို့ကြီးလည်းရှောင်ပုံရတတိအနာသိန်းနဲ့နိကတဲ့ကူကအစိတ်ထဲမှာငါတို့ဘဝအမှန်ဖုံးခဲ့ပြီဆိုတဲ့အတွေ့အကြုံ တော်တော်လေးဝမ်းနေခဲ့ငူလဲငူခဲ့ရတဲ့အိမ်ဒီမှာမှတော့ငူဝငူခဲ့ရတာဟိုစိတ်ကလေးဘယ်လိုပြောမှန်းလို့ဆိုလို့ရှိရင်အမောင်ကဘာတွေရောက်သွားသလိုပဲသိလားဒါပြလို့ဆိုအမားတို့ကငါးနှစ်တာကာလမှာတော်အောင်ဆန်းစုကြည်အုပ်ချုပ်ခဲ့တဲ့ငါးနှစ်တာကာလမှာအမားတို့လွတ်လပ်မှုကအဲ့ဒါမှအမားတို့ဒီမိုကရေစီအစ်စ်ဆိုတာမရသေးတဲ့ဆိုပေမဲ့ဒီလွတ်လပ်မှုသူပေးခဲ့တဲ့လွတ်လပ်မှုကြီးဟာတော်တော်လေးအမားတို့အတွက်ပြည့်စုံတာနော်ပြည့်စုံမှာကြတော့ ဟိုအာနာတိန်လိုက်ပြီဆိုကြတဲ့ဟိုအရင်ခက်ဟိုခက်အဆက်ဆက်ကအမားတို့ကြားခဲ့ရတဲ့ပုံစံမျိုးတွေပေါ့နော်ပိတ်လောင်မှုတွေအမားတို့ကတိလိုက်ပြီလေဟိုဆိုကြတော့ဟိုအော်သွားပြီးအမောင်ဖုံးခဲ့ပြီငါတို့ဘဝတွေငါတို့မြန်မာနိုင်ငံငါတို့လူငယ်တွေငါတို့ကလေးတွေပေါ့နောက်လာမယ့်နှုတ်သက်တွေတူတူပဲပေါ့အင်းအမားတို့လူငယ်တွေနဲ့ပေါ့ပြောကြတာပေါ့ဟဲ့ဟိုစစ်ပြန်သူသွားဆန်းသူသွားခဲ့ဆိုငါတို့လက်ခုံလေးဆိုအချင်းချင်းချိတ်ဆက်ပြီးတော့တယ်မလားအဲ့မှာပဲအမားတို့တွေ့လိုက်ရင်လောက်တော့မယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့အမားတို့ဘက်ကိုရောက်လာခဲ့တာပေါ့ ဒီဘက်ရတော့အခက်ခဲတယ်ဆိုအခက်ခဲရတော့အများကြီးဆိုတော့ဟိုလီနီတာကာလာကြီးလေကွာအခုချိန်ကြီးဆိုလီနီတာကာလာကြီးကွာအခက်ခဲတယ်အများကြီးပဲအဲ့ဒီအခက်ခဲမှာအမတို့ပြောနေမယ်ဆိုလို့ရှိလို့ရှိရင်တော့ပြီးမှမဟုတ်တော့ဇီယောမမစာအုပ်အထုပ်စာအုပ်တော့ထုတ်တယ်လို့အမတို့စာအုပ်တော့လီနီတာကာလာမှာစာအုပ်တော့ပြင်မြောက်တယ်အလေးရှိမှာကအခုရေဘော်တွေအတွက်ပေါ့ယူနီဖောင်းပေါ့ယူနီဖောင်းအဟန်းလေဟိုပြင်ပေးတယ်ပေါ့ချုပ်ပေးတယ်အစ်စ်တွေလည်းအမှချုပ်နေပါတယ်ပေါ့ တော်လင်ပို့မှထားတဲ့ခင်ချက်ကတော့အမတို့ကငခုကလေးပေါ့တော်လင်မယ်ဆိုရင်ဒီစိတ်နဲ့ဒီတော်ထဲကိုမတော်ရောက်လာခဲ့ကြတယ်လေအမို့ဆိုတော့အဲ့စိတ်တစ်ခုတည်းရှိရပေါ့တော်လင်လူစိတ်တစ်ခုတည်းရှိရပေါ့အမတို့ပြည်သူတွေကတော်တော်လေးကိုခံစားနေရတဲ့အချိန်ကွာကိုယ်ဒီဖက်မှလည်းဒုက္ခဒုက္ခနဲ့ရောက်နေတဲ့အချိန်မှာမိဘကြီးပြည်သူတွေရဲ့ဖက်မှလည်းနေရာတိတအတိတိမှလည်းအကိုတော်လည်းစစ်ပေးစစ်တက်နေနဲ့မရှိတဲ့နေရာကြီးဆိုလည်းဟိုဘလိုပဲဖြစ်ဖြစ်ကွာခိုးဆိုးလူရဲ့တိုက်ခိုက်မှုတွေနဲ့တုံနေရတာပဲကိုယ့်ရဲ့ အသက်ပဲရှိမှဘယ်လိုလာတော့မလဲဆိုတာမတိကြဘူးကွာဥပဒေစုံမမှုကလည်းမရှိတဲ့တကြောင်အားလုံးမိဘပြည်ပြည်များအားလုံးယူဆိုင်ကြပါစစ်ပေးစစ်ဒဏ်ကြီးအဲ့ဒါလည်းကင်းဝေးကြပါစေလို့ပြည်သူအန္တရာယ်များလည်းကင်းဝေးကြပါစေလို့ပြည်သူများပြောချင်ပါတယ်အားလုံးယူဆိုင်ကြပါလို့